ညီဝါမေတော်ကမြဝမြထဲကနေရှင်လက်တဆုပ်ကိုဆဲယူပြီးတော့လူပုံတံတန်းပုံဖော်လိုက်ပါတော့တယ်။အဲနောက်ဇဒိုးနဲ့မျက်နှာသွင်းပြင်ကိုပုံဖော်ပြီးတစ်ချက်မှန်မွန်လိုက်တဲ့အခါမှာတော့ကဘာဘောကပထမဆုံးလူသားမျိုးနဲ့မှုေးဖွာလာခဲ့ပါတယ်။တနအီအရာတော့ကဘာကြီးကိုစတင်ဖန်တီးစဉ်ကကဘာပေါ်မှာလူသားမျိုးနယ်ဆိုတာမရှိသေးပါဘူးလေကဘာကြီးကကြီးမားကျယ်ပြန့်ပေမဲ့နှစ်ဖျားတချို့သာနေထိုင်နေကြတာဖြစ်ပြီးမြဝမြကန်တရှောင်းလှဲ့လှဲ့သွားလာနေတဲ့ညီဝါမေတော်ကတော့အဲဒီကတယောက်ပါဝင်ဖြစ်ပါတယ်သူကနေစဉ်နေတိုင်းအပေါင်းဖော်မရှိနေထိုင်ခဲ့ရပြီ လွေမြတ်တပင်ငှက်ပေါင်းတို့ကအစိုးအဖွဲ့လိုက်နေထိုင်တာကိုမြင်တွေ့ရတဲ့အခါရင်းနေအထီးကျန်မှုဖြစ်ပေါ်လာခဲ့ပါတော့တယ်။တရက်မှာတော့သူကရေထဲကသူ့ရဲ့အရေးကိုမြင်လိုက်ရပြီးစိတ်ထဲမှာအကြံတစ်ခုရသွားပါတော့တယ်။ညီဝါမေတော်ကသူ့လိုမျိုးတက်ရှိကိုဖန်တီးသွားခြင်းပြီးအဲ့ဒါနဲ့သူလည်းမြစ်ထဲကနေရှင်လုံးတလုံးကိုယူလိုက်ပြီးသူ့ရဲ့ပုံတံအတိုင်းရှင်လူယုတ်ကိုဖန်တီးပါတော့တယ်။ရှင်လူယုတ်ကိုမျက်နှာအမူအရာတေချာရေးချဲ့ပြီးတဲ့နောက်အตาရတချက်မှုလိုက်တဲ့အခါရှင်လူယုတ်ကတက်ခွင့်လှရှားလာပါတော့တယ်။မြေကြီးပေါ်ရဲ့ရောက်ချင်းမှာတော့မမတ်မရက်နိုင်သေးတာကြောင့် ဒီဝါမဲတော်ကသူကိုလမ်းလျှောက်နေတင်ပြီးခဲ့ပါတယ်။တက်ရှိတမျိုးကကဘာမြကြီးပေါ်မှာပျော်ရွှင်မြူထူးနေတာကိုမြင်တွေ့ရတဲ့အခါဒီဝါမဲတော်ကနှစ်သက်တော်အဖြစ်လူသားဟုအမည်နာမသမုတ်ပေးခဲ့တဲ့အပြင်တရွတ်တွေသုံးပြီးလည်းအဝယ်အစားအဖြစ်ချုပ်ပေးခဲ့ပါတယ်။ဒီဝါမဲတော်ကသူကိုယ်တိုင်ဖန်တီးခဲ့တဲ့ပထမဆုံးလူသားကိုလက်ကမချတဲ့ချိတ်ခင်မြန်တို့ခဲ့ပြီးလောကကြီးပိုစီကားလာဖို့အတွက်သူကရွှင်ကိုသုံးပြီးရွှင်လူသားတွေကိုဆက်လက်ဖန်တီးခဲ့ပါတယ်။ တိတ်မကြခင်မှာပဲကိုဘီမှာစကားပြောနိုင်ရီမောနိုင်တဲ့လူတွေအပြည့်စုဝေးလာပြီးတော့ပျော်ရှင်ရီမောတန်တွေကတစားထက်တစားပိုတိုးများလာခဲ့ပါတယ်။ဒါပေမဲ့ညီဝါမေတော်ကတော့မကျင်နဲ့နိုင်သေးပဲပိုပြီးအကျိုးသက်ရောက်မှုရှိစေဖို့ရှီလျားတဲ့နယ်ကြိုးတစ်ချောင်းကိုချိုးဖြတ်ပြီးရှွန့်လို့ပြီးတဲ့နောက်လူတွေဝေရန်လိုက်ပါတော့တယ်။အားတင်းဖို့ကောင်းတာကတော့လွင့်စင်ကြလာတဲ့ရှင်ဆက်တိုင်းကမြေပေါ်ရောက်တဲ့အခါတက်ရှိရှင်လို့သာအဖြစ်ပြောင်းလဲသွားပြီးကဘာပေါ်မှာလူသားမျိုးနွယ်တွေပုံများလာခဲ့ပါတော့တယ်သူတို့ကငှက်တွေတားကောင်းနေလို့မျိုးကိုရိုင်းမျိုးပွားဖို့အသက်ရှင်ရပ်တည်ပြီးအလုံးလုံးနိုင်စွမ်းရှိဖို့ ညီဝါမေတော်ကပုံပြီးအရေးရှိတဲ့အမျိုးသားတွေကိုဖန်တီးခဲ့ပြီးအချင်းချင်းတွဲဖက်နေထိုင်နိုင်အောင်လုပ်ခဲ့ပါတော့တယ်။အဲချိန်ကစားလို့ကြဲပြောလာတဲ့ကဘာကြီးပေါ်မှာလူသားတွေကငြိမ်းချမ်းသာယာစွာနဲ့နေထိုင်ရင်မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်မျိုးပွားရှင်သန်လာခဲ့ကြပါတော့တယ်။ဒါပေမဲ့တာယာပျော်ရှင်တဲ့နေရက်တွေကအချာကြီးမတည်တံ့ခဲ့ပါဘူး။တရက်မှာတော့ပင်လယ်ကြီးပေါ်မှာကြီးမားတဲ့တိမ်မဲကြီးတစ်ခုအုပ်ဆိုင်လာပြီးဖြတ်တန်းရလမ်းတစ်လျှောက်မြတ်တပင်တော်မပေါင်နိုင်အောင်လုပ်ခဲ့တဲ့အတွက်အတအိုးဝင်အားလုံးဖြက်စီခံရပြီးလူတွေအားလုံးလည်းအထိတ်တလန့်နဲ့ညီဝါမဲတော်ရှိရာနေရာစီပြေးလွှာပြီးတော့အကူအညီတောက်ခံကြတဲ့အခါ ဒီလိုကပေးဖျားတဲ့အကြောင်းရင်းကိုတီးခဲ့ရပါတယ်။အဲ့ဒါကတော့ရင်းနှက်ဖျားနဲ့မိနှက်ဖျားတို့ရဲ့တိုက်ပွဲကြောင့်ပူချိုးတောင်ကိုမတော်တဆထိပီးပြီးမိုးနေမြေကိုထောက်ကန်ထားသောကောင်းငွေထောက်တိုင်ကိုကျိုးပဲ့စေခဲ့ပါတယ်။အလိုကနေကောင်းငွေကအနောက်မြောက်ဘက်ရိုင်သွားပြီးတော့မြေကြီးကတော့အရှိတောင်ဘက်နေဝင်သွားတာကြောင့်ပဲကောင်းကင်မြေမှာရေတွေစိတ်ထွက်လာပြီးရေကြီးမှုကိုဖြစ်စေခဲ့ပါတယ်။ဒီလာနေကျယ်ရီကလည်းမြောက်ဘက်ကိုရွေသွားပြီးတော့လူသမိုင်းတစ်လျှောက်အကြီးမားဆုံးကပ်ဘေးကြီးဖြစ်လာခဲ့တဲ့အပြင် ဒါကိုအခွင့်ကောင်းယူပြီးတော့ကောက်ချစ်တဲ့နဂါးနဲ့တကောင်ကတိမ်ဆိုင်မဲကိုစီးပြီးတော့အရှုပ်ထွေးတွေဖျံအောင်လုပ်ခဲ့တာဖြစ်ပါတယ်။သူကလူပေါင်းများစွာကိုတတ်ခဲ့ပြီးလူတွေကပြန်လည်တိုက်ခိုက်ကြပါတော့တယ်။နောက်ဆုံးမှာတော့အာလုံရဲ့စူပေါင်းလှုပ်ဆောင်မှုအောက်မှာအပေါင်းဖော်ကိုကယ်တင်ပေးနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့နဂါးနကအရှုံးမပေးလို့တဲ့စိန်နဲ့ရေထဲတမင်ခုံချသွားပြီးတော့တောင်ရီပြောင်လှုပ်ချေပြေးလက်စားချေခဲ့ပါတယ်။ညီဝါမေတော်ကဒါကိုမြင်တွေ့တဲ့အခါမှာတော့နှွေတချောင်းကိုဖျက်ယူပြီးကြီးမားတဲ့စွမ်းရည်နဲ့ထောက်ခံထားပါတယ်။ အဲနောက်လေကြီးရဲ့အကူအညီနဲ့မကောင်းဆိုးဝါးကိုအပြည့်ပြည့်ရှင်းထုတ်နိုင်ခဲ့ပါတော့တယ်။တကယ်တော့ကောင်းကင်မြကရေတွေရှမ်းကြလာပြီးနောက်အစာကတော့တောင်ပေတဲထဲမှနေထိုင်ခဲ့တဲ့တာရဲတွေကအသီးသီးထွက်ပေါ်လာပြီးတော့နေရာအနှံပြဿနာရှာကြတာဖြစ်ပါတယ်။ကောင်းကင်ရဲ့အကွဲကြောင့်ကိုဖားတဲ့တဏီတွေကသာရေကြီးမှုကိုဓာစီနိုင်ပြီးဘေးဒုက္ခများကိုညှိသက်စီနိုင်တာကိုညှူဝါမဲ့တော်သိသွားတဲ့အခါလူသားတွေကိုကျိန်နဲ့ငါးယောက်ကျဲကြောင်တော်များရှာဖွေခံခဲ့ပြီးကောင်းကင်အကွဲကြောင့်ကိုဖားတဲ့ဖို့ပြင်ဆင်ခဲ့ပါတော့တယ်။ ဒါပေမဲ့ကြောက်ရည်ကြိုခြင်းကနေထွက်ပေါ်လာတဲ့အတန်နဲ့ဒုက္ခမှုများကရက်ဆက်ကြံကြုတ်တဲ့မိငတ်ပေါင်းများစွာကိုဆွဲဆောင်သလိုဖြစ်ပြီးသူတို့ကလူသားတွေကိုမိမို့တိုက်ခိုက်ပါတော့တယ်အရေးပေါ်အချိန်ဒီမှာနှူအားမဲ့တော်ရောက်လာပြီးမိတုံနဲ့မိငတ်တွေကိုများခေါ်သားပါတော့တယ်သူတို့ကအရှိန်အဟုန်နဲ့ပြန်ဝင်လာချိန်မှာပဲလက်ကြီးကခွင်ကောင်းယူပြီးရေနဲ့မှုတ်ထုတ်ပါတော့တယ်မိကိုရေနဲ့နှိမ့်သက်တဲ့ညီကိုတုံးပြီးမိငတ်တွေကိုခုခွဲနိုင်စွဲမယောင်လွတ်လိုက်တာဖြစ်ပါတယ် လူသားတွေကသူတို့ကိုကျုံနေချီပြီးရှင်းပြဖို့လုပ်တဲ့အခါအဲဒီအချိန်မှာပဲညှိဝါမယ်တော့ကရတ်တက်ခိုင်းလိုက်ပြီးတော့သူတို့ကအတုံးဝင်သေးတာကြောင့်အဲဒီအစားငကားနဲ့ရဲအကြီးကုန်ကိုခွာဖို့သာပြောလိုက်ပါတော့တယ်။ကောင်းကင်အခွဲကြောင့်ကစုစုပေါင်း၈ခုရှိတာကြောင့်လူသားတွေကငကားကြီးကုန်တွေကိုကောင်းကင်မော်ပြစ်တင်ပြီးနောက်မိငတ်တွေကကြိုက်ချီပြီးညှိဝါမယ်တော့ရဲ့လမ်းညွှန်မှုအောက်မှာကောင်းကင်မော်ပြန်တန်းသွားပါတော့တယ်။အခွဲကြောင့်တွေကိုငကားကြီးကုန်တွေဖြည့်ပြီးမကြခင်မှာပဲရိုးစိမ့်နေတဲ့နေရာအလုံးဖာလို့ပြီးသွားခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုကမျက်စိရှိမှရင်ထပ်မံပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲ့ဒါကတော့ကောင်းကင်အနောက်မြောက်ဘက်ကပြိုကျသွားပြီးကောင်းကင်ထောက်တိုင်းလည်းမရှိဖြစ်နေတာပါအလုံးကဘာလို့လို့လို့ရမှန်းမသိဖြစ်နေတော့မှာပဲလေကြီးထွက်လာပြီးသူ့ရဲ့ခြေလေးကြောင့်ကိုကောင်းကင်ထောက်တိုင်းအဖြစ်အသုံးပြုဖို့ဆန္ဒရှိခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကရုတ်တရက်ကြီးမာလာပြီးပြိုကျလို့နေပါကောင်းကင်ကိုထောက်ပံ့ပေးလိုက်ပါတော့တယ်။ဒါပေမဲ့သူ့ရဲ့လက်ခုံကအောက်ကိုပြိုကျလာခဲ့ပြီးအဲ့ဒီအချိန်ကစားလို့လက်တွေကခြေထောက်တူတူပုံစံပြောင်းလဲသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အနစ်နာခံမှုကတော့လောကကြီးငြိမ်အေးမှုကိုအလဲအလဲလုံလိုက်နိုင်ပါတယ်။ ဒါပေမဲ့မိတို့ပင်စိုးစီကမူကောင်းကင်ပေါ်မှာတော့ဖာသေးဖို့လိုတဲ့ရိုစိတ်နေတဲ့အပေါက်တွေရှိသေးတာကြောင့်ပုံမှန်ကြောက်ရည်ဖြော်နေတဲ့ဆိုမိုးရည်တွေကကဘာမြေကြီးကိုအနည်းနဲ့အမြန်လွှမ်းမိုးသွားမှာအမှန်ပါပဲအဲ့ဒါကြောင့်ပဲနေဝါမေတော်ကသူတို့ကိုငကားရိုးသွားယူခိုင်းပြီးကြောက်ရည်ဖြော်မှုကိုအချိန်မြင့်တင်ခဲ့ပါတယ်ငကားရိုးနဲ့ပေါင်းဆက်ထားတဲ့ကောင်းကင်ဖာဖို့ကြောက်ကိုဖန်တီးပြီးနောက်နေဝါမေတော်ကသူ့ကိုယူဆောင်ပြီးတော့ကောင်းကင်ပေါ်အသားအရပြန်တက်သွားပြီးတော့နောက်ဆုံးမှာတော့လက်ကျန်အကွဲကြောင့်ကိုဖာထိလိုက်နိုင်ပါတော့တယ် ဒါပေမဲ့မျက်စိတမိအတွင်းကောင်းခွင့်ရဲ့နောက်တစ်ဖက်မှာကြောက်တုံးတွေတုံးပြီးတုံးပြုတ်ကျလာတာမြင်လာရပါတယ်။တကယ်တော့သူတို့ကကောင်းကင်ကြီးကိုဖာထိလိုက်နိုင်ပေမဲ့လုံးဝတည်ငြိမ်အောင်တော့မလုပ်နိုင်တော့ပါဘူး။လူလောကသာဝရတည်ငြိမ်အေဂျင်စီဖို့အတွက်နှီးပွားမယ်တော့ကတုတ်ဆိုင်မှုမရှိပြန်တက်သွားပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့စိတ်ဝိညာဉ်နဲ့ကောင်းကင်ကြီးကိုဖာထိလိုက်ပါတော့တယ်။သူ့ရဲ့ခန္ဓာကိုယ်ကအလင်းနဲ့အဖြစ်ပြောင်းလဲသွားပြီးကောင်းကင်နဲ့တသားတည်းဖြစ်သွားတဲ့နောက်တက်ရှိများအတွက်အာဟာရဖြစ်တင်ပေးလိုက်ပါတော့တယ်။သူဖန်တီးခဲ့တဲ့လူသားမျိုးတွေကလည်းကဘာမီပေါ်မှာမျိုးဆက်တစ်ခုပြီးတစ်ခုရှင်သန်နိုင်ခဲ့ပါတော့တယ်။ ။ညီဝါမေတော်ရဲ့ကောင်းကင်အကွဲကြောင်ဖာတီချင်းဇလန်ကကဘာဦးနတ်ဖျားများရဲ့ဉာဏ်ပညာရှိမှုနဲ့ကိုကျိုးစွန်းအနစ်နာခံမှုကိုထင်ဟပ်စေခဲ့တယ်လို့လူသားတွေရဲ့ကြောက်ရွံ့ယူတည်မှုနဲ့ချမ်းသာဒုက္ခပြည့်စုံသောဘဝကိုမျှော်လင့်နေကြပုံသဘာဝကိုလည်းပြသခဲ့ပါတယ်။သူကတော့တတိရှိအကြောက်တရားမဲ့ပြီးပြည်သူလူထုကိုရင်ဝယ်ပိုက်လို့ကိုယ့်ရဲ့အတက်ကိုလောကကြီးငြိမ်းချမ်းမှုနဲ့လဲလှယ်ခဲ့တာကြောင့်ထာဝရမပြောက်ပြတ်သောဒဏ္ဍာရီအဖြစ်ကျန်ရှိနေခဲ့ပါတော့တယ်။